ဒေါ်လာရေးတက်တယ်မှာပြည်သူနဲ့ဆက်ဆံရေးကအရေးကြီးဆုံးဖြစ်ပါတယ်။ဘာကြောင့်ပြည်သူနဲ့ဆက်ဆံရေးကအရေးကြီးဆုံးလဲဆိုတော့ဒေါ်လာရေးအောင်ခြင်းမအောင်ခြင်းဟာပြည်သူလူထုရဲ့ထောက်ခံမှုရခြင်းမရခြင်းအပေါ်မှာလုံးဝမူတည်နေတဲ့အတွက်ပါ။စင်ခုမျိုးနဲ့လက်ပံလဖြစ်စဉ်ကိုကျွန်တော်တို့သုံးသပ်ကြည့်အောင်ပါ။အဲ့ဒီဗီဒီယိုကိုအားလုံးကြည့်ပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ဒါပေမဲ့မကြည့်ရသေးတဲ့သူလည်းသိရအောင်ကြည့်ပြီးသားလူတွေလည်းမပြင်းရအောင်လိုအပ်တဲ့အပိုင်းကလေးတွေလောက်ပဲနည်းနည်းစီဖြတ်ပြပါမယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အငင်းပွားတာတွေရှိလာပါတယ်။ ပထမဝေဖန်တန်ကပြည်သူကိုစော်ကားတယ်ရဲရဲဆိုင်ဆိုင်ဆက်ဆံတယ်ဆိုတဲ့အတတ်မှာဒုတိယဝေဖန်တန်ကတော့လူငယ်ရဲဘော်တွေကတာဝန်ရလုပ်เสียရှိတာလုပ်တာအင်ရှင်ဘက်ကပူပေါင်းဆောင်ရွက်လူစိတ်မပြတာပဲပြည်သူကိုစော်ကားတယ်လို့အများမြင်အောင်ပြောဆိုနေတယ်လို့ဆိုရတယ်လူငယ် PDF ရဲဘော်တွေကလုပ်เสียရှိတာကိုတာဝန်ရလုပ်တယ်လို့ပြောကြလေတော့ဖြစ်ရတဲ့ပြဿနာရဲ့အကြောင်းရင်းကိုနည်းနည်းစပြီးလေ့လာကြည့်အောင်ပါဟိုကစာလေးဆိုတာရှိတယ် စတားလင်းဆိုတာအကုန်ရှိတယ်ကျမတို့ကစတားလင်းကိုသုံးဝင်ပြူပါတယ်ဒါပေမဲ့အခါချင်းဝင်ယူပြီးတော့အခါချင်းဝင်ယူပြီးတော့လည်းဘယ်သူမှဝါမလုပ်ဘူးလက်ပံလာလို့ခဏခဏဘုံကျဲခံရတဲ့နေရာမှာ Starlink ကိုလုံခြုံရေးကြောင့်သုံးခွင့်မပေးတာဟာမှန်တယ်လို့တချို့ကဆိုကြပါတယ်။ဒါပေမဲ့ဗီဒီယိုအစပိုင်းမှာ Starlink သုံးခွင့်ပေးတယ်။အခကျင်းငွေယူပြီးတော့သုံးခွင့်မပေးဘူးလို့တော်လိုင်းရေးရဲဘော်အမျိုးသမီးကဆိုပါတယ်။လုံခြုံရေးရဆိုလို့ရှိရင်အခကျင်းငွေယူခြင်းမယူခြင်းကအထူးပြီးတော့ပြဿနာမဟုတ်ဘူးလို့ထင်ပါတယ်။ အဲ့ဒီတော့လုံချုံရေးအကြောင်းပြချက်ဟာတိတ်မခိုင်းလုံးမဟုတ်နောက်ပြီးလက်ပံလာလိုနေရာစင်ကူးလိုနေရာမျိုးမှာ Starlink ကိုပိတ်လို့လဲရန်သူသတင်းပေးကွန်ရက်ကိုပိတ်လို့မရပါဘူးဖုန်းနဲ့သတင်းပေးလို့လဲရနေပါတယ်ဒေတာတွေကနေထွက်ပြီးတော့တခြားနေရာကိုမိုင်းနည်းနည်းလောက်သွားလိုက်ရုံနဲ့လဲဗီဒီယိုဖိုင်ကအစပို့ပေးလို့ရပါတယ်ဒါပေမဲ့ဒေတာကန်အုတ်ချုပ်ရေးအဖွဲ့က Starlink ကိုအခကြေးငွေယူတုံးခွင့်မပြုတ်ဘူးလို့စီကံထုတ်ထားတယ်ဆိုလို့ရှိရင် အဲ့ဒါကိုအင်ရှင်တွေဘက်ကတစုံတရာလက်ခံဆွေးနွေးတာမျိုးတော့ဖြစ်တင်တယ်လို့ထင်ပါတယ်။ဒါပေမဲ့ခက်တာကသူတို့ကဖမ်းမို့လာတာပါ။ဖမ်းခိုင်းလိုက်တာလို့ပြောပါတယ်။အဲ့ဒီအခုလိုအပ်တဲ့လူပါလည်းအကုန်လုံးသူတို့လိုအပ်တာမှန်တယ်။အကုန်လုံးသူတို့ကအဲ့မှာမှာနော်။ကျွန်တော်တို့မှတက်တည်ရှိနေတယ်။အဲ့မှာဟုတ်ပြောလိုက်တော့ဒီထဲမှာဆရာအောင်သူနဲ့သူတို့ရှင်းလိုက်မယ်။ခုကအရေးပေါ်အုတ်ချုပ်ရေးဥက္ခရကိုယ်တိုင်ဖမ်းခိုင်းလိုက်တာ။အရေးပေါ်အုတ်ချုပ်ရေးဥက္ခရကိုယ်တိုင်ကဖမ်းခိုင်းလိုက်တာလို့ဆိုပါတယ်။ ဲ့ဒီအရေးပေါ်အုတ်ချွေရေဥက္ခရာကိုတိုင်ကဖန်ခန်းလိုက်တယ်ဆိုတော့အချက်မှာပြဿနာရှိပါတယ်။ဘာလို့အသေးဖွဲကိစ္စကိုဖမ်းဖို့အထိညွန်ကြတာပါလဲ။ဘာလို့တနတ်တွေနဲ့လူများပြား ရောက်လာတာပါလဲ။အဲ့ဒါကပြည်သူပေါ်ဆက်ဆံမှုဆက်ဆံနေမှာနည်းနည်းလွန်နယ်လို့ဆိုနိုင်ပါလိမ့်မယ်။အခုဒီကိစ္စနဲ့ပတ်သက်ပြီးစင်ကူးမြို့နယ်ရေးပေါ်အုတ်ချွေအဖွဲကစာထုတ်ပါတယ်။အဲ့ဒီထုတ်တဲ့စာအရတာဝန်ကျအရေးပေါ်တွေကကနအူးမှာကောင်းမွန်ကျေလည်စွာရှင်းလင်းပြောပြပြီး ြည်ထနာအခြေတည်မဖြစ်ရေးကိုဥတီဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်အဲ့ဒါမှန်ပါတယ်အစပိုင်းမှာဆက်ဆံပုံတွေကအသိမဆိုးလှပါဘူးကောင်းကောင်းမွန်မွန်ပြောဆိုတဲ့သဘောမျိုးရှိပါတယ်ဒါပေမဲ့ကြီးညာချက်ချက်ထဲမှာပဲဆက်ပြောထားတဲ့အတိုင်းဖြစ်ခဲ့ပါတယ်ပြည်သူလူထုပေါ်ဆက်ဆံရမယ့်စီကံကျင့်ဝတ်တွေကိုချိုးဖောက်ပြီးတော့စိတ်လိုက်မှန်ပါအပြုတ်မှုတွေနဲ့နောက်ပိုင်းမှာပြန်လဲတုံ့ပြန်ခဲ့တာကိုစိတ်မကောင်းပေါ်ရတွေ့ခဲ့ရပါတယ်လို့ဆိုပါတယ်ဒါလည်းအမှန်ပါပဲ ချင်နားလေခုကြည့်ရအောင်ဗီဒီယိုဖိုင်ကိုမဖက်ရဖလဲတော့ပါဗီဒီယိုဖိုင်လောကမချမ်းနဲ့တော့ဗီဒီယိုဝင်ချမ်းနေတော့ဗီဒီယိုကြည့်တာနော်ကောင်းပါမှာနော်ခမရိုးလေးကြည့်ကြည့်နော်ကြည့်ကြည့်ရိုက်ခမရိုက်ရိုက်ပါဟုတ်ဘူးနေတော့ပါတော့အောင်တာမချဘူးဟုတ်တယ်အောင်ဆိုင်ကြလာဆိုင်ကြကျမတို့ကအောင်ဆိုင်ကြတာဟုတ်ပါဘူးမမလို့အေးလာဆိုင်

လက်ထိတ်ခတ်ဖမ်းမယ်လို့ပြောတာအမျိုးသမီးကိုအတင်းဝင်ဆွဲတာတွေဟာကြံတန်းလွန်ပါတယ်အထူးသဖြင့်ဗီဒီယိုနောက်ပိုင်းမှာကားပေါ်အတင်းဆွဲတင်မှုစ조사တဲ့အပြုမှုတွေဟာလွန်ပါတယ် လူငယ်တွေဟာတနက်တွေပါလာပေမဲ့တနက်နဲ့မပြစ်တာရိုက်နဲ့တာမလုပ်တာတွေကြောင့်အာနာရှင်စစ်တပ်လောက်ဟန်အာနာရှင်ရဲလောက်ဟန်နေလောက်မဆိုးပါဘူးတချို့ကပြောပါတယ်အခုလိုပြန်ပြောခွင့်ရတာကက်ကက်လန်အောင်ပြန်ပြီးတော့ရန်ထောင်ခွင့်ရတာဟာစစ်အာနာရှင်တွေမဟုတ်လို့ဒီလောက်ပြောလို့ရတာဆိုပြီးတော့ထောက်ပြပါတယ်ဒါလည်းမှန်ပါတယ်လူငယ်ရဲဘော်တွေဘက်ကတိခန့်တင်းတဲ့လောက်တိခန္နာမျိုးအစာပိုင်းမှာရှိပါတယ်စစ်အုပ်စုလိုအလွန်အကျွံရန်ကားမှုမျိုးမလုပ်ခဲ့ပါဘူး ဥမာအဖြစ်ဆောစောကပြောသလိုရိုက်နှက်တာမျိုးတနက်နဲ့ချိန်တာမျိုးတွေမလုပ်ခဲ့ပါဘူး။ဒါပေမဲ့အဲ့ဒီလောင်းနေတယ်မလုံလောက်ပါဘူး။ဘာကြောင့်မလုံလောက်တာလဲဆိုတော့ပြည်သူနဲ့ဆက်ဆံရေးမလိုပါ။ပြည်သူနဲ့ဆက်ဆံရေးဖြစ်တဲ့အတွက်အထူးအလေးနဲ့ထားသင့်ပါတယ်။ကောင်းမွန်တဲ့ဆက်ဆံရေးတိစောက်နိုင်အောင်ကြိုးစားသင့်ပါတယ်။ပြည်သူနဲ့ဆက်ဆံရေးကောင်းမွန်မှပြည်သူကချစ်နေမှတော်လှန်ရေးအောင်မြင်မှာပါ။ဒါကိုအထူးလေးလေးနဲ့နဲ့စိတ်ထဲမှာစွဲမှတ်ထားမှာပါ။စည်းကမ်းချုပ်ပေါက်တဲ့လူကရောပြည်သူပဲလား။ကက်ကက်လန် ရန်ထောင်နေတဲ့သူကရောပြည်သူပဲလားလို့တချို့ကမေးပါတယ်ဟုတ်ပါတယ်ပြည်သူပါပဲရန်သူတရင်ပဲမလုပ်သေးရင်တော်လှန်ရေးကိုမဆန့်ကျင်သေးရင်ပြည်သူတရားစတာတွေခိုးဝှက်ထုတ်လုပ်တာပြည်သူကိုအနိုင်ကျင့်တာတွေမလုပ်သေးရင်ပြည်သူပါပဲအဲ့ဒါကြောင့်ပြည်သူကိုကောင်းကောင်းမွန်မွန်ဆက်ဆံဖို့လိုပါတယ်အခုဖြစ်တဲ့ကိစ္စကလူသားမှုလည်းမဟုတ်ပါဘူးဓမြမှုလည်းမဟုတ်ပါဘူးရာဇဝမှုကြီးတွေလည်းမဟုတ်ဘူးဆိုတာကိုဒါကိုတိတိကျကျသဘောပေါက်တယ်ဆိုလို့ရှိရင် ကောင်းကောင်းမွန်မွန်ပြောဆိုဆက်ဆံပြီးတော့စီယုံရင်းနီးနဲ့သာပြည်သူကိုပြောဆိုဖြည့်ရှင်းတာမျိုးဖြစ်တင်ပါတယ်။မော်တော်ယာဉ်စီကနေမှာယင်ကြီးနဲ့ယင်ငယ်တွေ့လို့ရှိရင်ယင်ငယ်ကိုဦးစားပေးရတဲ့ထုံစံရှိပါတယ်။အခုလဲလက်နက်ကင်ထားတဲ့အဖွဲ့အစည်းနဲ့တာမန်ပြည်သူတွေ့ရင်လက်နက်မဲ့တာမန်ပြည်သူဘက်ကိုဦးစားပေးရပါမယ်။ညှာတာရပါမယ်။တနက်နဲ့မချိန်မီမဲ့တနက်နဲ့အုပ်စုနဲ့လာကလေးကအသာစီးရပြီလားအသာစီးယူပြီလားပါ ော်လိုက်သမားကောင်းပီတာဖို့ဆိုလို့ရှိရင်လက်နက်ပါတဲ့သူအဖွဲ့စည်းဘက်ကလူကပို့ပြီးတော့သဘောထားကြည့်ဖို့လိုအပ်ပါတယ်ပြည်သူကရဲရဲဆိုင်ဆိုင်ပြောလာရင်တောင်မှငါတို့ကလက်နက်ကင်ထားတဲ့အတွက်ငါတို့ကတနက်ကင်ထားတဲ့အတွက်တီးခံလိုက်မယ်အတင်းနာခံလိုက်မယ်ဆိုတော့စိတ်ထားမြုပ်ထားဖို့လိုပါတယ်ဒီနေ့ခေတ်တော်လိုက်မှာအခက်အခဲတွေများပါတယ်အဲ့ဒီအခက်အခဲတွေကိုကျော်လွှားနိုင်ဖို့အတွက်လက်နက်ကင်တော်လိုက်သမားတွေတော်လိုက်ရဲဘော်တွေဟာတာမန်လူတွေထက်မြင့်မြတ်တဲ့အနစ်နာခံတတ်တဲ့ စိတ်ထားမျိုးမွေးမြူဖို့တီးခံဖို့ဆွတ်လွတ်အနေနာခံဖို့လိုအပ်ပါတယ်။အဲ့ဒါလိုစိတ်ထားနိုင်မှမွေးထားနိုင်မှတော်ရုံကြမှာပါ။အဲ့ဒါလိုအနေနာခံနိုင်မှတော်နိုင်ရေးအောင်မြင်မှာပါ။အခုလူငယ်တွေရဲဘော်တွေလောက်ရဟာအလွန်မင်းဆိုးရတဲ့လောက်ရလို့ကျွန်တော်အနေနဲ့ပြစ်ပြစ်ခါခါမပြောလို့ပါဘူး။ဒါပေမဲ့တိတိအများကြီးကောင်းဖို့လိုအပ်နေပါသေးတယ်။ပြည်သူနဲ့ဆက်ဆံရေးမှာကောင်းမွန်တဲ့သဘောထားကြီးတဲ့ကျင်နာနှွေးထွေးတဲ့ဆက်ဆံရေးတည်ဆောက်ဖို့လိုအပ်ပါတယ်။ Starlink ကို အခကျင်းဝင်ယူပြီးတော့သုံးဆွဲခွင့်မပြုရဆိုတဲ့စီကံကရောမှန်ကန်တဲ့တရားမျှတတဲ့စီကံဟုတ်ရလားဆိုတာကိုပြန်စီစစ်တင်ပါတယ်ဒလန်တချို့အတွက်စင်ကူးလူနေရာမျိုးမှာသတင်းပေးဖို့သတင်းပို့ဖို့အဲ့ဒါလောက်မခက်ပါဘူးအဲ့တော့ Starlink ကိုအခကျင်းဝင်ယူပြီးတော့သုံးခွင့်ပေးတာစိုင်းဖွင့်တာကိုတားမြစ်တဲ့လောက်ရဟာပြည်သူလူထုရဲ့တနိုင်တပိုင်စီးပွားရေးကိုတားဆီးတယ်လို့များဖြစ်နေသလားဆိုတာကိုပြန်စဉ်းစားတင်ပါတယ် အရေးကြီးဆုံးအချက်အနေနဲ့ပြောချင်တာကတော့ပြည်သူနဲ့ဆက်ဆံရေးဟာတော်လှန်ရေးရဲ့အသက်သွေးကြောဆိုတာကိုတော်လှန်ရေးသမားတွေမမေ့ချဘူးပါ